ရုံးမြင့်တပ်ပုံရိုက်တော့ရှူတင်ပေါ်မှာအားနေတာအားနေတော့လိုလို့ရှိရင်သူကခေါ်ခေါ်ပြီးတော့ဟိုဒီဥဆောင်ခိုင်းတော့ဝင်ဝင်ရိုက်ရတယ်နောက်ပိုင်းကျတော့မျက်ချင်မှာရှူတင်မန်နေဂျာလှုပ်လိုက်ပါခမရရိုးသားမှုကိုလည်းကျွန်တော်တို့ကယုံကြည်တယ်ကိုခန့်တို့ကတော့သိတယ်ငကိုတည်းကလည်းဟိုရှူတင်ပေါ်မှာအများရန်ဟိုတန်းပြက်နေတော့ကျွန်တော်လှုပ်တာကင်တာတွေပါတယ်အများရန်သူတို့ကလည်းထိတွေ့နေတာဆိုတော့ဘလို့ရိုးတယ်ဆိုတော့အနုပညာသက်တမ်းကတော့ နှစ်30လောက်တော့ရှိပြီပေါ့နော်စွမင်းဆောင်ပြီးတော့တိတ်တော့လည်းမရှိပါဘူးဒီလိုပါပဲအလကားနေကိုတိတ်ဖြုံးပြတာမရှိတော့ဟိုပုံမှန်လေးစားဖြစ်အောင်တော့ရှိပါတယ်လားစင်ကြီးကတော့တလောက်3000ပါနော်အဲ့လိုပဲထောက်ပံ့ကြီးတွေကတော့အခုလိုပဲကြံနာနီးတို့ တရင်ကျို့တို့ပါတို့အဲလှူတန်းလေးပါလေလောက်ရမယ့်အချိန်တို့ပါတို့ပေါ့နော်မကြာမကြာလည်းပြီးပါတယ်သူတို့စိတ်ကူးတဲ့ရင်တဲ့တဲ့အချိန်အဆင်ပြေပြေတဲ့အချိန်ပြီးကြပါတယ်အရင်တော့ရွှေရှင်လေးရိုက်တယ်လူသားလို့ကျွန်တော်လားအရင်တော့ကျွန်တော်ကဟိုတန်းရုံငင်တပ်ပုံရိုက်တာဟုတ်ကျုံညင်တပ်ပုံရိုက်တော့ရှူတင်ပေါ်မှာအားနေတာအားနေတော့လိုလို့ရှိရင်သူကခေါ်ခေါ်ပြီးတော့ဟိုတိရုပ်ဆောင်ခိုင်းတော့ဝင်ဝင်ရိုက်ရတယ် အဲအရင်အများဆုံးရိုက်ပြတာကတော့မျက်ခြေရုပ်ရှင်နဲ့ဗီဒီယိုထုတ်လို့ရေးမှာပေါ့နော် ကိုခန့်စီသူတို့နဲ့အများအားတောက်လျှောက်တွေ့ရနေရဆိုတော့ဟုတ်တယ်ဘယ်လိုနေရာတွေမှာတိကျဆောင်တာများလဲဘယ်လိုစတယ်ဘယ်လိုနေရာလို့တော့မသိဘူးအဲ့မှာလိုတဲ့နေရာကျုံတဲ့နေရာမျိုးစုံပေါ့ကာရိုက်တာမျိုးစုံပဲအဲ့မှာဝင်ပြီးတော့ရိုက်ခိုင်းတော့ရိုက်လိုက်တာပဲအာအကိုကြီးကရုပ်ရှင်တမအရင်တော့ဝင်ရိုက်ဖူးတယ်မို့လားပါလားအဲ့အဲ့လိုတော့မေးကြတာပေါ့နော်ဟေးဟုတ်တယ်အရင်တော့ကတော့ကျွန်တော်ကတော့ ဟိုရှူတင်ပေါ်မှာရုံငင်တက်ပုံရိုက်တာဆိုတော့အချိန်ပြည့်နည်းနည်းများသွားပြန်အချိန်အားနေတာဆိုတော့ဝင်ဝင်လှုပ်တယ်အခုနောက်ပိုင်းတော့မလှုပ်ဖြစ်တော့ဘူးအဲ့လိုတော့ပြောပြတော့ရှူတင်မန်နေဂျာဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘာမှမလှုပ်ဖြစ်တော့အများရန်တနေကုန်ပြင်ပန်းတော့ရှုပ်သွားနေရတာရှူတင်မန်နေဂျာဆိုတော့အရင်လိုရုံငင်တက်ပုံတော့စိတ်ကြိုက်တွေ့ရင်ရိုက်လိုက်တယ်စိတ်ကြိုက်မတွေ့ရင်ထိုင်နေတယ်ထိုင်နေတဲ့အချိန်ကျတော့ဟိုမှာလူလိုတဲ့အချိန်နဲ့တွေ့တော့လောင်းဝင်လို့ဆိုလှုပ်လိုက်တာပဲ။ ရုပ်ရှင်တပ်ပုံလုပ်တယ်နောက်ပိုင်းကျတော့မျက်ခြင်မှာ shooting manager တိတ်မရှိတော့တိတ်တိတ်ဟိုတဲ့တိတ်မရှိတော့ကျွန်တော်ဝင်ပြီးတော့လှုပ်ခိုင်းတာပေါ့နော် shooting manager လှုပ်လိုက်ပါခင်ဗျားရိုးသားမှုကိုလည်းကျွန်တော်တို့ကယုံကြည်တယ်လှုပ်လိုက်ဘာမှဟိုအခက်အခဲဖြစ်မှလည်းမပူနဲ့ကျွန်တော်တို့နောက်ကနေပံ့ပိုးပေးမယ်ပါညာဆိုတော့လှုပ်ဖြစ်သွားတာကိုကောင်တို့တည်တယ်ကိုကိုကိုခန့်တို့ကတော့တည်တယ်ငါကိုတည်းကလည်းဟို shooting မှာအများအားဟိုတဲ့ပြန်တော့ကျွန်တော်လှုပ်တာကင်တာတွေပါလေအတိအကျပြောရတော့ အများရန်သူတို့ကလည်းထိတွေ့နေတာဆိုတော့ဘလောက်ရိုးတယ်ဆိုတော့နောက်ကိုခန်းအပြင်မှာရိုက်တဲ့အခါကျတော့လေ MRD4 တို့ဘာတို့မှရိုက်တော့ခေါ်ပြီးတော့ဟောတယ်ပြတယ်ကျွန်တော်ကိုပဲမရမကခေါ်ပြီးတော့ဟိုမှာရေနသာခင်ခင်ကြီးကိုဘာတို့တကယ်ဟို MRD4 မှာဇလန်းတွဲအများဆုံးပဲလေရေနသာခင်ခင်ကြီးလို့ပြောဆိုကျွန်တော်ပဲကန်ရတာပဲလိုအပ်တာတွေပါတယ်ကိုခန်းတို့ဝိုင်းလို့ယူသားဘုရားအဓိကပဲယူသားဘုရားအဓိကဟိုမယောသားလို့ရှင်ဘလောက်ပဲလှုပ်ဆောင်ချက်ကောင်းနေနေပေါ့နော် ။ဟာသူမရိုးသားဘူးဆိုတာစိတ်မချဘူးဆိုတာအဲ့မခေါ်ဘူးပေါ့။ရိုးသားမှုကအဓိကပဲ။ဟိုဖြောင့်တော်စားမကုန်ကောက်တော်မစားလောက်ဆိုတာမျိုးပေါ့။အဲ့ဒါမျိုးပေါ့နော်။ဘာလို့လဲကွာဟိုဖြောင့်ရိုးရိုးဖြောင့်ဖြောင့်နဲ့လှုပ်တဲ့အတွက်သူကစိတ်ချလက်ချခေါ်တယ်။လိုအပ်တာကိုဝိုင်းပြီးတော့သူတို့ဝိုင်းလုပ်ပေးတယ်။ရတဲ့အမှုပညာကြီးတွေပါတော့ကျွန်တော်မိသားစုကိုအကုန်ပြန်အပ်တယ်။အကုန်အပ်ရတယ်။ဘာမှဟိုဟိုကိုအတွက်သုံးလိုက်တာတွေပါဘာမှတိတ်မရှိဘူးကျွန်တော်ဟိုအရက်ဒီရလည်းမတော့ဘူး ဆီလေးကိုလည်းမစားဘူးလက်ဖက်ရောင်တိတ်မတော့ပြေဘူးအဲ့ဒါမျိုးတွေဆိုတော့ကျွန်တော်ပို့တာပေါ့သာသမီမရှိဘူးဆိုတာသာသမီမရှိဘူးအိမ်မှာဟိုနှစ်ယောက်တည်းပေါ့ဘယ်ကိုမရနှစ်ယောက်တည်းဆိုတော့အိမ်သူမရနဲ့ဟုတ်ကဲ့အဲ့ဆိုတော့ဘာပဲပြောဟိုရတဲ့အမှုပညာကြီးကိုကလည်းချစ်ချစ်ချုံချုံနဲ့သုံးတာဆိုတော့အဆင်ပြေပါတယ်ဟုတ်အမှုပညာတက်တန်းကတော့ဘာလောက်ရှိသွားလဲဒီတော့ဘယ်အောင်ပါလဲအမှုပညာတက်တန်းကတော့ နှစ်30လောက်တော့ရှိပြီပေါ့နော်ညပုံနဲ့ shooting manager နဲ့နှစ်ခုပေါင်းလိုက်လို့ရှင်နှစ်30လောက်တော့ရှိတယ်ဆောင်မှာထပ်ပေါင်းလို့ရှင်နှစ်30လောက်ဟိုတယောက်ဆောင်လို့ပြောရင်ကြိုက်လားအမ်ကြိုက်တယ်တော့မဟုတ်ပါဘူးဒီလိုပါပဲဟိုတိုင်းပဲအဲတချို့မှတ်မိတယ်ဟာရုပ်ရှင်နဲ့ပါဘူးတယ်မဟုတ်လားလို့မေးလိုက်လို့ရှင်တော့အခုကိုမှတ်မိတယ်လို့ဆိုတော့နည်းနည်းဝမ်းတော့တာသွားတာပေါ့နော်အော်ငါဒီလောက်ကလေးဟိုတိုင်းဖြစ်တာတခန်းတလေမှဝင်လောက်တာကိုမှတ်မိတယ်ဆိုတော့ကျင်းတဲ့တာအဲကျင်းတဲ့တော့တာပေါ့ ပါရောဆွမီဆောင်းမိတာရှိတယ်နှစ်30တော့နှစ်30อ่ะဆွမီဆောင်းမိတော့တိတ်တော့လည်းမရှိပါဘူးဒီလိုပါပဲနည်းနည်းပါပါကိုယ့်ရဲ့ရှည်ရည်အတွက်ကိုဟိုတန်းလုပ်ဖို့အတွက်ကိုဟိုအလကားနေဟိုတိတ်ဖြုံးပြတာမရှိတော့ဟိုပုံမှန်လေးစားပြအောင်တော့ရှိပါလေမှတ်မိနေတဲ့လူရောမမှတ်မိသေးမမှတ်မိတဲ့လူတွေရောပေါ့နော်ဘာပဲပြောပြောဟိုကျေးဇူးတင်ပါတယ်ပေါ့နော်မှတ်မိလို့လာနှုတ်ဆက်တယ်လူတွေလည်းလာနှုတ်ဆက်တဲ့လူတွေရောလည်းကျွန်တော်ကဝမ်းသာပါတယ်လို့ 记住啊，姑娘，好好好。